ချက်ဟင်ကားသီးနဲ့ချက်ဥကြော်နီးလေးလာမျှဝေပေးမယ်နော်။တို့လှုပ်ရှားတာလဲဆိုတော့ဒီဗီဒီယိုကနေအဆုံးထိကြည့်ပေးပါ။အလုတ်ခင်မဝဲလာတဲ့ကြက်ဟင်ကာတီကိုပပလေးလေးပေးပါနော်ပြီးတော့သမင်းတွေချက်မယ်အာမကြော်ခင်မှာလည်းကြက်သွနီလည်းထည့်တာပေါ့နော်အစီနည်းနည်းထည့်မယ်ကြက်သွနီထည့်မယ်ဒါကကြက်ဟင်ကာတီအရင်ကြော်တာနော်ပြီးတော့အကိုလီထားတဲ့ကြက်ဟင်ကာတီကိုထည့်ပေးလိုက်ပါခါတယ်နော်ဒါပေမဲ့အစားလို့ကောင်းတယ် ြုံနဲ့ထဲလိုက်တဲ့ချိန်မှာလေနော်အဲဒီလိုမျိုးလှုပ်ရှားတဲ့ဆိုတာကိုယ်အတွက်ကျမရေးအတွက်လည်းကောင်းတယ်နော်ပြီးတော့လေးချိန်လည်းကြာစီတယ်လို့ပြောတယ်ပြီးတော့ကျုပ်နှလုံးလည်းထည့်ပေးပါချိန်ကားဒီနဲ့ကျုပ်ဆိုရင်ဟိုစားလို့အရန်ကောင်းလှုပ်ရှားကြည့်နော်အာကျဟင်္ဂါတီအခုမိုးရာတီဆိုလဲဆေးတက်တာတယ်ပြီးတော့ပေါ်လဲပေါ်တယ်เนาะသူရာတီတာမသိဘူး เนาะဒီနားမှာဆိုရင်ထုံမှာ30ဘက်ကအများကြီးရတယ်ကျုပ်နဲ့ကြော်ပြီးဆိုတော့ဒီလိုမျိုးရလာတယ်เนาะအရသာကလေစားနဲ့ချမုတ်ပဲထည့်ပေးဘာမှမထည့်ဘူးကြံတာเนาะဒါပေမဲ့ကိုကြိုက်တယ်ဆိုရင်ထည့်လို့ရတာပေါ့เนาะပြီးတော့အရွက်စိမ်းပြုံးနဲ့စားကြမယ်ရှင်